မြတ်စွာဘုရားကိုယ်တိုင်ကဒေသနာတော်တပုတ်မှာဟောထားတာနော်တစုံတစ်ခုဖြစ်ချင်တယ်ဆိုလို့ရှိရင်ဆုတောင်းမနေနဲ့ဆုတောင်းနေလို့ဘာမှမရဘူးတဲ့ထိုအနေအထားမျိုးကိုရောက်စေနိုင်တဲ့လမ်းကြောင်းအတိုင်းဆောင်ရွက်ပါလို့မြတ်စွာဘုရားရှင်းရှင်းလေးဥပမာပြောထားမယ်ဟိုဘက်ကမ်းကိုရောက်ချင်သလားမြစ်တစ်ဖက်ကမ်းမှာရပ်ပြီးဟိုဘက်ကမ်းကိုရောက်ချင်သလား ငါဟိုဘက်ကန်းကိုရောက်ပြရစေလို့မင်းဆူတောင်းနေတနေ့ကုန်ထိုင်ဆူတောင်းဟိုဘက်ကန်းမရဘူးလေးရှာသင်မောရှာဟိုဘက်ကန်းခုဘာမှမပိုင်လက်ပြကူထားပဲရှိတယ်အဲ့ဒါရောက်တော့မှတေချာတယ်ရသော်ဗျာအဲ့ဒီလိုဆုံးမတာလေနော်အဲ့တော့လက်တွေ့ကြကြလုံးရမယ်ဆိုတာတွေကိုဆုံးမတော့လက်တွေ့ကြကြလို့ဆိုရတဲ့မယ် တခြားဘာသာတရားတွေနဲ့ရောထွေးပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုနောင်ဘဝအတွက်သာအသုံးချရမလို့လို့ဆိုတာမာယွန်းနေချက်ပဲဖြစ်တယ်။နိဗ္ဗာန်ရောက်ကြောင်းတမျိုးသာရှိတယ်။လောကစည်းဝါးရေးနဲ့ဘာမှမဆိုင်ဘူး။လောကီကြီးဝါရေးကိုခေါ်တာမဟုတ်ဘူးလို့ထင်လို့ရှိရင်လည်းလုံးဝလွဲမှားနေတယ်။ယေရှုဗျာဟာတရဝရရဲ့အကျိုးစီးပွားကိုလိုလားလို့ မှန်ကန်တဲ့နိလန်းတွေကိုဖော်ပြပြီးဒုက္ခကိုရစေတာဖြစ်တယ်။ဒါမို့ဟိတနဲ့ဒုက္ခဆိုတာနှမျိုးတွဲဖက်တာလား။ဟိတလုံးမှဒုက္ခဟိတဆိုတာဘာလို့ condition အခြေအနေကောင်းတစ်ခုဖန်တီးရ။အဲ့ဒီအခြေအနေကောင်းတစ်ခုဆိုတာဘာလဲပြောမယ်ဆိုရင်သာသမီတူအခြေအနေကောင်းဆိုတာမိဘပြောတဲ့စကားနားထောင်နေလိမ်မာတယ်လူကြီးသူမတွေစကားနားထောင်နေစာကြိုးစားတယ်နေထိုင်ကောင်းတယ်ဆိုတာ အော်ကြောင်းမမှန်တက်တယ်ပညာကျိုးစားတယ်ဒါကောင်းတဲ့အခြေအနေတွေပဲအဲ့ဒီအခြေအနေတွေကောင်းမှသူ့ရဲ့အောင်မြင် ကြီးပွားမှုဒုက္ခဆိုတာရမှာဒါမလွဲမဲ့သူမှန်ကန်တဲ့လမ်းကြောင်းမြတ်စွာဘုရားကလည်းဒါကိုဟောတာစာပေကျမ်းကမှကြီးလိုက်မယ်ဆိုရင်လေဖျားပွင့်လာတဲ့ဆိုတာဘ ഹു ဇနဟိတာယဘ ഹു ဇနဒုက္ခယအများအကျိုးစီးပွားဖြစ်ထွန်းဖို့နဲ့အများချမ်းသာဖို့ ကျိုးစီးပွားလို့ဆိုတာအကျိုးတရားကိုပြောတာမဟုတ်ဘူးအကျိုးတရားတွေဖြစ်ပွားဖို့ရအကြောင်းကိုလောက်ရမှာဖြစ်တယ်ပေါ့